မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ Global Flow Awareness and Global Flow Monitoring System Update ရစက်တင်ဘာ24ရက်နေ့လယ်တနာရီမိနစ်50ချိန်မှာမလူတာတုတေတီအွန်လိုင်းကအခုလိုထုတ်ပြန်လာပါတယ် Global FAS Global Flow Awareness System ကဒီနေ့ရရှိတဲ့ပကိုးတိုင်း ARA တိုင်းရေးကြီးနိုင်တဲ့သတိပေးချက်ကတော့ Flow Alert Level Media အစဉ်အဝါရောက်ဟာစက်တင်ဘာ25ရက်26ရက်မှာတော့ မီဒီယမ်လေဗယ်အမြင့်ဆုံးဖြစ်လာပြီးတော့ရပ်ပိုင်းတွေမှာစက်တင်ဘာ28ရက်နောက်ပိုင်းမှာတော့သတိပေးချက်မရှိတော့တဲ့အထိပြန်လည်ရောကျသွားမှာဖြစ်ကြောင်းတွေ့ရပါတယ်။ ERA တိုက်အတွင်းကပသိမ်ဟင်္ဒရာမအူပင်ဘုတ်ကလေးဖြာပုံဒီရီယမျိုးနယ်တွေမှာတော့သတိပေးချက်အစဉ်မီဒီယမ်နဲ့လေခွင်းပြင်တွေရေပိမိပြီးတော့ရေလွှမ်းနိုင်တဲ့သတိပေးတာတွေကိုလည်းတွေ့လာရပါတယ်။ ERA မြစ်ရေမြင့်တက်လာနိုင်တာကြောင့်မြစ်နယ်ချောင်းအငယ်တွေဖြစ်တဲ့ငဝုံတို့ဖြာပုံမြစ်တွေမှာလည်းရေတိုးလာပါမယ်။ အလားတူပဲစစ်တောင်းမြေတိုးလာတာကြောင့်ပဲပဲခူးတိုင်းအရှိပိုင်းမှာလည်းပဲခူးဝတနက်ပင်ကဝဆရတဲ့မြို့နယ်ခရိုင်တွေမှာပဲခူးတိုင်းတောင်ပိုင်းအရှိအနောက်ချမ်းကလယ်ကွင်းတွေရေလွှမ်းနိုင်တဲ့အခြေအနေရှိနေပါမယ်။ရေလွှမ်းနိုင်တဲ့ area တွေကိုလည်းအနီရောင်နဲ့ဖော်ပြလာတာတွေ့ရပါတယ်။ area တိုင်းနဲ့ပဲခူးတိုင်းအတွင်းဆွဆွရွာရေကြီးရေလွှမ်းသွားနိုင်တဲ့ဖြစ်နိုင်ခြေကတော့ area တိုင်းမှာအမြင့်ဆုံး80ရာခိုင်နှုန်းနဲ့ပဲခူးတိုင်းမှာအမြင့်ဆုံး60ရာခိုင်နှုန်းရှိပါတယ်။ ဒီအချိန်တွေကတော့စစ်တောင်းမြေပေါ်ပိုင်းနေပြည်တော်တောင်ကိုထမ်းတဲ့ပင်အုပ်ဖို့ဒေသတွေမှာ high alert level တွေမဟုတ်ပါဘူး median alert level အဆင့်ဖြစ်တယ်ဆိုတာဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်စက်တင်ဘာ24ရက်နေ့လည်း2:50မိနစ်50အချိန်မှာလည်းပဲကြိုတင်ခံမှန်းပြီးရင်ခံမှန်းထားတာတွေကိုစောင့်ကြည့်ရမယ်။ခံမှန်းထားတဲ့နည်းလမ်းတွေက application တွေနဲ့တူတွေကိုလည်းသုံးရပါတယ်။အခုနေ့လည်း2:50မိနစ်အချိန်ကနေ2:30အချိန်ထိကတော့ ။တိုင်ဘုံရာကစားကုန်းနေဝင်နေတောင်းကိုဖော်ပြလာခဲ့တာဖြစ်ပြီးတော့ဖိလစ်ပိုင်အမည်အော်ဘွန်ဆိုတဲ့အမည်ကနဦးပေးထားတဲ့လက်ရှိချိန်မှာအပူပိုင်းမုန်တိုင်းဖြစ်လာတဲ့မုန်တိုင်းကဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်မတိုင်မီတိုင်ဖွန်အဆင့်ကိုရောက်လာပြီးတော့တောင်တုံးပင်လယ်ကိုစက်တင်ဘာ26ရက်မှာဝင်ရောက်လာနိုင်တဲ့အကြောင်းဖိုကတ်အရာတွေ့နေရပါတယ်။ဥပောင်ကတော့အပြည့်ပြည့်ဆိုင်ရာအမည်ဘာရမလဲမသိသေးဘူးလို့လည်းဆိုပါရယ်။ ဆက်လက်ပြီးတော့လည်းအထူးမှုလို့သတင်းကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်စက်တင်ဘာ24ရက်နေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွားချက်တည်းရတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာမုတ်တုံလေအားကောင်းနေတာကြောင့်လည်းကောင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာလေတို့မငြိမ်မသက်ဖြစ်ပေါ်လာနိုင်တာကြောင့်လည်းကောင်းတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းရာဂါဇာကပြတ်ထွက်လာတဲ့တိတ်တိုက်ခြင်းတေကြောင်လကောင်းဒီနေ့ညနေကနေ30ရက်ကုလ2025အတွင်းမှာရဇဂိုင်းတိုက်ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာကျကျနဲ့နေပြီးတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီး ဒိနိုင်တိုင်းဒေသကြီးကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းမှာနေရာစစ်စစ်ကနေနေရာနှက်ပြမိုးထစ်ကြုံရွာသွန်းပြီးတော့နေပြည်တော်ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်တိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးပါမယ်။မြမခိုင်ရတာတခြားနယ်ကမ်းလောပင်လယ်ပြင်မှာတစ်ခါတည်းရမိုးသက်လေပြင်းကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြာရောက်စဉ်ရေပြင်း၊မြေပြင်း၊လေပြင်းဟာတနိုင်ကို35မိုင်လေးတိုက်ခတ်ပါမယ်။လှိုင်းမြိုင်မြမခိုင်ရတာတခြားနယ်ကမ်းလောပင်လယ်ပြင်မှာ ဆယ်ပေကနေဆက်နှစ်ပေကရှိနိုင်ပါတယ်ရှင်။ဒါအပြင်ဘန်ကောက်လမ်းပြိုကျမှုနေရာအနီးကအဆောက်အုံတွေစိုးရိမ်နေရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ဘန်ကောက်မှာစက်တင်ဘာ24ရက်နေ့ကအကြီးအကျယ်မြေကျော်မှုဖြစ်ပွားပြီးတော့နေ့လယ်ပိုင်းမှာအခြေအနေပုံမှုဆွေးရလာတာကြောင့်ဘေးဘက်ဝင်ကျင်ကအဆောက်အုံတွေရဲ့လုံခြုံရေးအတွက်အရေးပေါ်စစ်ဆေးမှုလှုံ့ဆော်နေရပါတယ်။ဒူစစ်ကန်မှာရှိတဲ့ဘာဂျီယာဆေးရုံနဲ့ဆမ်ဆန်ရဲစခန်းရှိမှာဖြစ်ပွားခဲ့တဲ့ဒီမြေပြုံမှုဟာ ဒီမြေကျော်မှုဟာ MRD ခရမ်းရောင်မြောက်ရထားလိုင်းဥမင်လှိုင်ကောင်းတဲ့ကိုမြေကြီးတွေစိတ်ဝင်သွားရကနေစတင်ဖြစ်ပေါ်တာဖြစ်ပြီးတော့ကားတွေနဲ့တက်တိုက်နေပါကြုံကြခဲ့တဲ့အတွက်ဆေးရုံကလူတွေကိုဘေးလွတ်ရာရှေ့ပြောင်းထားရပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေစမှာလဲကျိုးပဲ့နေတဲ့ရေပိုက်လမ်းတွေကနေရေတွေဆက်လက်ဆိမ့်ထွက်နေတဲ့အတွက်မြေသားတွေထပ်မံပြုကြခဲ့ပါတယ်။နေ့လယ်၃နာရီလောက်မှလမ်းမြေသားကနောက်တန်း2မီတာလောက်နေပါထပ်မံကြုံကြတဲ့အတွက် အနည်းနဲ့မှရှိတဲ့အဆောင်တွေဟာစိုးရိမ်စရာဖြစ်လာပါဗျ။အခြေအနေဆိုးရွားလာတာကြောင့်ကယ်ဆယ်သွားနေတဲ့တရင်တောက်တွေပါဘေးလွတ်ရောက်ကိုထွက်ပြေးရပြီးတော့ကယ်ဆယ်ရှူရင်းလုပ်ငန်းတွေကိုလည်းချက်ချင်းရပ်ဆိုင်ခဲ့ရတာပါ။လက်ရှိမှာတော့အာနာပိုင်တွေကအဓိကစိုးရိမ်ရတဲ့ဘာဂျီယာဆေးရုံနဲ့ရက်စကန်ပါဝင်အနီးတစ်ဝိုက်ကအဆောင်အအလုံးရဲ့တည်ငြိမ်မှုကိုအရေးရကြီးအကဲဖြတ်ဆစ်ဆင်းနေပါတယ်။ဘန်ကောက်မြို့ရဲ့တူစစ်ခင်အာနာပိုင်တွေကတော့ဒီလိုင်းရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ဒီဆေးရုံလမ်းဆောင်ကနေရချာဝီတီလမ်းဆောင်အထိ အနေရှိတဲ့အဆောက်အုံ25လုံးကျော်ကိုလူတွေဝင်ရောက်ခွင့်ပိတ်ပင်လိုက်ပါတယ်။ဒါကောက်မြို့တော်ကတော့အခြေအနေကိုစောင့်ကြည့်ဖို့အတွက်အဲ့ဒီခရိုင်ရုံးမှာကိုကဲရေးစခန်းတစ်ခုဖွင့်လှစ်ထားပါတယ်။လမ်းမဟက်တွေမှာတော့မိုးတဲထန်စွာရွာသွန်းမှုရှိတဲ့အတွက်မြေပြိုကျမှုတွေပုံမှုဆွေးရလာနိုင်တာကြောင့်သက်ဆိုင်ရာဌာနတွေကရေစိုးစက်တွေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်တိုင်ဖုန်မုန်တိုင်းရာဂါစာကတော့ဒီနေ့နေ့လယ်ပိုင်းကစပြီးတော့တရုတ်ပြည်တောင်ဘက်ကန်ယိုရန်ကိုဖြတ်ကျော်ဝင်ရောက်နေကမြန်မာအချိန်ညနေ၄နာရီမုန်တိုင်းပဟိုကုန်းတွေကိုဝင်ရောက်သွားပြီဖြစ်တဲ့အကြောင်း ဟီမာဝါရီအိတ်ပုံရိပ်တွေမှာရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။ကုန်းထဲမှာလေဖီအားနေရှောင်းဝန်မုန်တိုင်းအကျွေးကြံစတဲ့ဖြင့်ဆက်လက်ရွေရှားမယ်လမ်းကြောင်းပြောင်းလဲတာမတွေ့ပါဘူး။တိုင်ဖုန်းရာကာစာအကျဉ်းကြံတဲ့မုတ်တုံအားကောင်းတာကြောင့်မြန်မာတိုင်းနိုင်ငံလုံးမှာစက်တင်ဘာ25ရက်ကနေ28ရက်အထိ၃ရက်တာကာလအတွင်းမှာမိုးအသင့်တင့်ရွာသွန်းပါမယ်။၃ရက်အတွင်းမိုးရေချိန်6လက်မကန်ရွာသွန်းရရှိနိုင်မဲ့ဒေသတွေကတော့ ARD တိုင်းရခိုင်ပြည်နယ်မြို့ပြည်နယ်တွေဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းအားကောင်းသောအပူပိုင်းမုန်တိုင်းရာဂါဇာအခြေအနေသတင်းမှတ်စဉ်၃ညခွန်မြင်းဆောင်2025ခုထုတ်ပြန်ပေးကြပါမယ်။2025ခုနှစ်စက်တင်ဘာ25ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲချိန်တိုက်ထွားချက်တွေရတရုတ်နိုင်ငံတောင်ပိုင်းခွန်နောင်းပြည်နယ်ကန်ရန်ဒေသတွေကိုဖျက်ချခဲ့တဲ့တိုင်ဖုန်မုန်တိုင်းရာဂါဇာကတော့နောက်ဘက်ကိုရွှေ့ရှားခဲ့ပြီးတော့အားကောင်းသောအပူပိုင်းမုန်တိုင်းရာဂါဇာအဖြစ်အာရုံသွားခဲ့ကွယ်ရှိပြည်နယ်နှစ်ဆက်ဒေသတွေကိုရောက်ရှိလာပါတယ်။ ဇဝါအကောက်တော်ပူပန်းမွန်နာရာကာစာကတော့နောက်6နာရီအတွင်းမှာပူပန်းမွန်နာရာကာစာအဖြစ်နဲ့ကွန်ရှင်းပြည်နယ်တောင်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်ကဒီကမှတဆင်အနောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ပြီးတော့နောက်24နာရီအတွင်းမှာပူပန်းမွန်နိုင်ငံအဖြစ်ပြည်နိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးတော့လည်းမြင်းကလင်းသတင်းကိုဖော်ပြပေးကြပါမယ်။24ရက်ကုလာ2025လှုပ်ခတ်တဲ့အချိန်ကတော့6နာရီ48မိနစ်ဆက်စက္ကန့်ဖြစ်ပါတယ်။ AR Raiders ကတော့3.8ရှစ်အဆင့်ဖြစ်ပြီးတော့အနက်30ကီလိုမီတာကိုဗဟိုပြုကဗဟိုချက်တီနီယာကတော့အမရပူရာမြို့ရဲ့တောင်အနောက်တောင်ဘက်၃မိုင်ခွန်းဝေးကွာတယ်လို့ဆိုပါရယ်ဆက်လက်ပြီးတော့ရေကြီးမှုခြေနေတဲ့တွင်ကိုဖော်ပြပေးကြပါမယ်2025ခုနှစ်စက်တဘာ25ရက်နေ့ မနက်9နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်6နာရီခွဲချိန်တိုင်းထွာချက်တွေရာစစ်တောင်းမြေရာတောင်မျိုးမှာရင်းမျိုးရဲ့စိုးရိမ်ရိမ်မက်ကိုရောက်ရှိပြီးတော့နောက်တရက်တွေမှာပြေဝက်ခံမြင့်တက်လာနိုင်ကရင်းမျိုးရဲ့စိုးရိမ်ရိမ်မက်ထက်ဆက်လက်တရှိပါမယ်။ဒီနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်တွေရာတန်လင်းမြေရာဖမ်းမျိုးမှာရင်းမျိုးရဲ့စိုးရိမ်ရိမ်မက်ထက်ကိုပြေဝက်ကြော်ကြော်တော့ပြီးတော့နောက်တရက်တွေမှာပြေဝက်ခံမြင့်တက်လာနိုင်ကရင်းမျိုးရဲ့စိုးရိမ်ရိမ်မက်ထက်ဆက်လက်တရှိပါမယ်။ဒါကြောင့်တောင်မျိုးနယ်နဲ့ဖမ်းမျိုးနယ်တွေမှာရှိတဲ့မြစ်ကန်ဒီနယ်မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ရေဘေးလွတ်တဲ့နေရာတွေကိုရှောင်ရှားဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ရေကြီးခြင်းသတိပေးချက်ကိုပေါ်ပြပေးပါမယ်။2025ခုနှစ်စက်တင်ဘာ25ရက်နေ့ဒီနေ့မနက်ခရနိုင်ချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်6နာရီခွဲချိန်တိုင်းထွာချက်တွေရာစစ်တောင်းမြေဟာမာရမျိုးမှာရင်းမျိုးရဲစွန်းရင်မတ်အောင်နှစ်လက်မကန်ရောက်ရှိပါရတယ်။အစောပိုင်းမြေကတော့နောက်7နာရီအတွင်းမှာရင်းမျိုးရဲစွန်းရင်မတ်ထက်ကိုကျော်လွန်ရောက်ရှိပါရတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်6နာရီခွဲချိန်တိုင်းထွာချက်တွေရာဘကိုးမြေဟာဘကိုးမြို့မှာရင်းမျိုးရဲစွန်းရင်မတ်အောင်တပေးခွဲမှာရောက်ရှိနေပါရတယ်။အစောပိုင်းမြေကတော့နောက်တစ်ရက်အတွင်းမှာရင်းမျိုးရဲစွန်းရင်မတ်ကိုရောက်ရှိပါမယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်6နာရီခွဲချိန်တိုင်းထွာချက်တွေရာပင်းလင်းမြေဟာ ဘေးလင်းမြို့မှာရင်းမြို့ရဲ့စွန့်ရီမတ်အောင်တပေကွဲကျော်မှာရောက်ရှိပါရယ်။အစောပိုင်းမြို့ကတော့နောက်တစ်ရက်တည်းမှာရင်းမြို့ရဲ့စွန့်ရီမတ်ကိုရောက်ရှိပါမယ်။ဒါကြောင့်ပဲကုန်းမြို့နဲ့ဘေးလင်းမြို့နဲ့မရမြို့အတွင်းမှာရှိတဲ့မြေကန်းကြီးနဲ့မြေလက်ပိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတင်းပြုနိုင်ဖို့နဲ့မြေရင်မြင့်တက်လာတဲ့အချိန်မီရှောင်ရှားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရယ်ရှင်။